တခါကရွာတရွာမှာအမျိုးသားတအုပ်နေထိုင်ပါတယ်။သူ့မှာမိန်းမနဲ့ခလေးနှစ်ယောက်ရှိပါတယ်။ဦးမောင်အေးစီမှာလေယာပိုင်ဆိုင်မှုတစ်ခုသာရှိပါတယ်။သူကတော့ဒီလေယာဆိုင်ခင်းကိုပဲလောက်ကိုင်းနေတဲ့မိသားစုကိုရှောက်ဖွေကျွေးမွေးနေကြတာပါ။တရမတော့ဦးမောင်အေးတယောက်ယောဂဝေဒနာအပြင်းထန်ခံစားနေကြရပြီးစေယုံတက်ကြည့်ခဲ့တဲ့အခါမှာတော့ TB ယောဂဝေဒနာခံစားနေရတာကိုသိလိုက်ရပါတယ်။ဒီလိုနဲ့ပဲသူလည်းယောဂဝေဒနာကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။ ဦးမောင်အေတီယောကွယ်လွန်သွားခဲ့တဲ့အခါမှာဒေါ်တီရာလည်းဒုက္ခတွေရောက်ခဲ့ရပါတယ်။သူရဲ့သားသမီးတွေကိုပညာသင်ကြားပေးဖို့အတွက်သူကိုယ်တိုင်ကြိုးစားအားထုတ်ရတော့မယ်။ဒေါ်တီရာကလည်းဆုံးဖြတ်ချက်တစ်ခုချထားခဲ့ပါတယ်။ကလေးတွေကိုကောင်းမွန်တဲ့ပညာရေးပေးဖို့အတွက်သူမဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ကလေးတွေအရွယ်ရတစ်ခုရောက်လာတဲ့အခါမှာအဆင်ပြေစေဖို့အတွက်သူကကလေးတွေနဲ့အတူတူမြို့ပေါ်ကိုသွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ လေးတွေလည်းတဖြည်းဖြည်းအရွယ်တစ်ခုရောက်ရှိလာခဲ့ကြပြီးနောက်ကြောင်းလဲပြီးသွားခဲ့ကြတဲ့အခါမှာတော့လုံကန်းတွေလည်းလောက်ကိုင်းနေခဲ့ကြပါပြီဒီလိုနဲ့တောက်ဖြစ်သူတယောက်စ조사အထောက်လိုက်တာအခုဆိုရင်တော့သူရဲ့조사မူရလကထွက်ပေါ်လာခဲ့ပြီးပဲဖြစ်ပါတယ်သူတို့မိသားစုကအခုဆိုရင်ရွာမနေထိုင်ခဲ့တဲ့ဆင်းရဲတဲ့တောင်တူလည်းတမမိသားစုမဟုတ်တော့ပါဘူးမြို့မှာရှိတဲ့အရန်ကိုချမ်းသာတဲ့တထေစရင်ဝင်မိသားစုတစ်ခုဖြစ်လို့လာခဲ့ပါပြီဒီအချိန်မှာရိုဟန်နဲ့လက်ထပ်ဖို့အတွက်ချမ်းသာတဲ့မင်းကလေးတယောက်ကိုလည်းလိုက်ရှာပေးလိုက်ပါတယ် ဒီအချိန်မှာအနီရှာဆိုတဲ့မိန်းကလေးတယောက်နဲ့တွေ့ဆုံခဲ့ပြီးသူတို့နှစ်ဦးသာလက်ထပ်ခဲ့ကြပါရီအကိုဖြစ်သူလက်ထပ်ပြီးလာနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာညီမလေးကိုလည်းလက်ထပ်ပေးဖို့အတွက်စီစဉ်ကြပါရီလာနေငယ်ကြမှာပဲနဝင်းဆိုတဲ့ကောင်လေးတယောက်ကိုတွေ့ဆုံခဲ့တဲ့အတွက်ကောင်လေးနဲ့လက်ထပ်ပေးခဲ့ပါရီသူမလည်းလက်ထပ်ပြီးနောက်ရခမရင်ကိုရောက်ရှိလာခဲ့ပါရီရခမရင်ကိုရောက်လာတဲ့အခါမှာသူမတွေ့မိတာကတော့ဒီအိမ်မှာငါရခမကတော့ရှိတာမဟုတ်ဘူး ဒါပေမဲ့လင်ညီမဖြစ်သူကတော့ရှိသေးတယ်ဒီအိမ်မှာသူကအာနာရီပါဝါတွေတတော်လေးကိုကြီးထွားမဲ့ပုံပဲသူမစဉ်းစားထားခဲ့တဲ့အရာတွေကတော့အမှန်တကယ်ပဲဖြစ်နေခဲ့ပါတယ်အကိုဖြစ်သူကတော့ကျေဝချမ်းသာလွန်တဲ့အတွက်ကြောင့်မို့လို့ညီမငယ်လေးအတွက်လက်ဝဲလက်စားရိအမြဲတမ်းဆင်ပေးလေးရှိပါတယ်ညီမဖြစ်သူကလည်းအပြင်တိတ်မသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်မနေထိုင်ရင်းနဲ့လက်ဝဲလက်စားရိကိုဝစ်ဆင်ထားခဲ့တာပေါ့ဒါကိုတွေ့ခဲ့ရတဲ့လင်ညီမဖြစ်သူကပြောပါတယ် ဟဲ့ဒီမှာနေအိမ်မနေနေရပဲဘာလို့လက်ဝက်လက်စားတွေဒီလောက်တောင်မှဝစ်ဆင်ထားရတာလဲဘာမှဝစ်ဆင်ထားစရာမလိုဘူးနော်နေရဒီလက်ဝက်လက်စားတွေအမြဲတမ်းဝစ်ထားတဲ့အခါကျတော့လူတွေမျက်စိစူးမှာပေါ့ဓမြတွေဘာတွေတိုက်ခိုင်ရတဲ့အခါကျလို့ရှင်တော့ဘလို့လုံးမလဲလူစိုးတခိုးတွေရဲ့ရန်ကလည်းကြောက်ရသေးတယ်ဆိုတာကိုသိလားဘလို့မဆိုဒီအိမ်မှာငါကအကြီးဆိုတော့နေရလက်ဝက်လက်စားတွေအားလုံးငါစီမလာအပ်ထားငါတတိချာတင်းထားပေးမယ်ကြားလား အရန်ကိုယူသားလုံးနဲ့မိန်းကလေးကတော့သူ့ရဲ့လင်ညီမဖြစ်သူကတော်တော်လေးသူမအပေါ်မှာကောင်းမွန်လုံးနဲ့လို့ပဲတွေးနေခဲ့ပါရီသူကလည်းဝမ်းသာပျော်ရွှင်စွာနဲ့သူ့ရဲ့လင်ညီမဖြစ်သူကိုလက်ဝဲလက်စာရီအားလုံးချုပ်ပြီးတော့သိမ်းဆီးဖို့ရန်အတွက်ပေးလိုက်ပါရီတရမှာတော့သူမအပြင်သွားဖို့အတွက်အရန်ကိုလှပလုံးနဲ့စာရီတစ်ထည့်ဝစ်ဆင်ပြီးတော့ထွက်လာခဲ့တဲ့အချိန်မှာပဲသူ့ရဲ့လင်ညီမဖြစ်သူကဒါကိုတွေ့ရနိုင်မနာလို့ဖြစ်သွားခဲ့ပါရီခဏနေပါဦးနေမင်္ဂလာဆောင်သွားမလို့လားဘယ်သွားမှမလို့ဒီလောက်ကြောင်မှဈေးကြီးတဲ့အဝစ်စားကိုဝစ်ဆင်ထားရတာလေး နင်ဘဲမှသွားစရာမရှိဘူးနော်အိမ်မှာပဲနေရမှာအိမ်မှာလှုပ်စရာအလုပ်တွေကလည်းပုံနေပြီဒါနဲ့လေအလုပ်သမားကဘာဖြစ်လို့အခုတိမလာသေးရလဲဟုတ်တယ်ဒီနေ့အစပြီးတော့ငါတို့အိမ်ကိုဘာအလုပ်သမားမှထပ်ပြီးတော့လာစရာမလိုတော့ဘူးအလုပ်သမားတွေကိုလည်းငါခွင့်ပေးထားတယ်တိတ်မကြခင်မှာတခါတည်းတို့ကိုအလုပ်ထုတ်ပြလိုက်ကြောမယ်ဒီတော့နင်ကိုယ်တိုင်ပဲအလုပ်သွားလုပ်လိုက်တော့မိဖို့ကန်ထဲမှာလှုပ်စရာရှိတဲ့အလုပ်တွေအားလုံးကိုသွားလုပ်ပြီးသွားရင်တော့တိုင်လုံးကိုလည်းရှင်းရအောင်မယ်အလုပ်တွေအများကြီးပဲ မင်္ဂလာဆောင်ပြီးနောက်ရက်မှာပဲဒီမှာကတော့အိမ်လုံးတွေအားလုံးကိုလောက်ကင်ပေးပြီးတာဝန်ယူပေးခဲ့ပါတယ်။သူရဲ့ရောင်မကတော့သူ့ကိုအမြဲတမ်းပဲအမိတ်အာနာတွေပြနေခဲ့တာပါ။သူလည်းပါဇက်ပိတ်ပြီးတိတ်လီသားနေထိုင်ခဲ့ပါတယ်။လနိုင်ငံကြာမြင့်သွားခဲ့တဲ့အခါမှာသူမရဲ့အခြေအနေကလည်းဆိုးရွားတစ်ထပ်ဆိုးရွားလာနေခဲ့တဲ့အတွက်သူယောက်ျားနဲ့စကားပြောကြည့်လိုက်ပါတယ်။ဒီမှာယောက်ျားကြီးကျမအလုပ်လုပ်ရတာတအားပင်ပန်းနေရှင်ကျမအိမ်ကိုပြန်ချင်တယ်။အမကကြတော့ဘာအလုံးမှလည်းမလုပ်ဘဲနဲ့တရက်တရက်အနာပဲရှူနေရလေ။ အလုပ်တွေအလုံးကိုကျမကပဲခိုင်းနေရသူအကြီးဆိုတိုင်းအရင်အခွင့်ရေးယူလို့နဲ့ကျမရက်အနေငယ်လောက်မိဘအိမ်ပြန်ပြီးတော့နေခြင်းနဲ့တောင်းပေးမန်းနေပြီအခုလောလောဆယ်တော့ငါလိုက်ပို့လို့မရသေးဘူးအရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိလို့ငါသွားရအောင်မယ်ဒါပေမဲ့မနေ့ပြန်မနေ့ကြာရင်တော့လိုက်ပို့ပေးမယ်လေအဲ့ဒီခါကြာရင်တော့တခါတည်းပြင်ဆင်ထားလိုက်ခေါ်သွားပေးမယ်နော်နောက်နေမှာတော့သူကလည်းသူ့ယောက်ျားပြောတဲ့အတိုင်းပဲမနက်အစောအကြီးပြင်ဆင်ပြီးတော့အင်ကိုပြန်ဖို့အတွက်လုပ်ပါရည်။ကြောက်တွေ့ကြရတဲ့လင်ကြီးမဖြစ်သူကလာမေးပါရည်။ဟဲ့ မနက်မော်လဲအဲ့ရထားပြီးမနက်ဆောင်မပြင်းမဲနဲ့ဘာလုပ်နေရလဲပြီးတော့ဒီလောက်တောင်မှပြင်ဆင်ပြီးအိတ်ကလည်းပါသေးရဲ့ဘယ်သွားမလို့လဲအမကျမအိမ်ကိုခဏပြောင်းမလို့ပါကျမမိဘအိမ်မှာခဏလောက်သွားနေအောင်ပဲလို့စဉ်းစားထားတယ်လက်ထက်ပြီးရဲ့နောက်မိဘအိမ်ကဒရေကိုအလောက်ထိတန်ရုံးစင်ထားမနေနဲ့လေနေ့မှလည်းအခုကိုပိုင်မိသားစုနဲ့ဖြစ်နေပြီဆိုတာကိုသတိထားရအောင်ပါပေါ့နေအိမ်ကိုနေပြန်သွားတဲ့အခါကျရင်အိမ်ကအလုပ်တွေကိုဘယ်သူကလုပ်မှာလဲအိမ်မှာအလုပ်တွေရလဲအများကြီးပဲသွားမယ်ဆိုလို့ရှင်လဲသွားအလုပ်ပြီးမှသွား အရင်နေ့မှာသူမသွားခွင့်မရလိုက်ပါဘူး။သူမလည်းအိမ်လုံးတွေကိုလုံးနေနဲ့နောက်ကျသွားခဲ့တဲ့အတွက်ကြောင့်မို့လို့စိတ်ပြက်လက်ပြန်နဲ့ထိုင်နေခဲ့ပါရဲ့။ဘာဖြစ်တာလဲ။မိမရဲ့မျိုးုံကြီးရတာအတော်လေးစွန့်ရပူပန်နေတဲ့ပုံစံပဲ။တကယ်ပဲရောင်မကျမစီကနေဘာတွေကိုမျောလင့်ထားလဲ။သူကျမစီကဘာလို့လိုချင်တာလဲ။ကျမအိမ်မှာကောင်းကောင်းနေခွင့်မပေးဘူး။ကောင်းကောင်းထိုင်ခွင့်မပေးဘူး။ကောင်းကောင်းစားခွင့်မပေးတဲ့အပြင်အပြင်သွားတဲ့နေရာမှာတော့လိုက်ပြီးတားမြင့်နေရဲ့။ကျမအိမ်ကိုရောက်လာတဲ့နေရာတော့ဆိုရင်တော့လေ။သူကအိမ်ကအလုပ်သမားကိုလည်းအလုပ်ထုတ်ပစ်လိုက်သေးတယ်မဟုတ်ဘူးလား။ အေးပါကွာနည်းနည်းစိတ်အေးထားနော်ဒီကိစ္စတွေအားလုံးကိုငါ့အကိုနဲ့ငါစကားပြောကြည့်လိုက်မယ်နော်နောက်နေ့မှတော့သူကလည်းသူ့အကိုနဲ့စကားပြောကြည့်ပါရစ်ကျွန်တော်အမေမအင်ကိုရောက်လာတဲ့အချိန်ကစပြီးသူတယောက်တည်းအင်လို့တွေကိုလုံနေရတာအကိုရသူအင်ကိုရောက်လာတဲ့နေ့မှာပဲမကြီးကအိမ်မှာရှိတဲ့အလုပ်သမားကိုတောင်မှအလုပ်ထုတ်ပစ်လိုက်သေးတယ်တနာပါရဲ့ဗျာလွန်ခဲ့တဲ့လပေါင်းများစွာကြာတဲ့ကသူ့အိမ်ကိုတော့သူမပြန်ရသေးဘူးသူ့မိသားစုကိုသူဘလောက်တောင်မှလွမ်းနေလိုက်မလဲဒီကြောင့်လေးကိုကြောက်ခဲ့ရတဲ့အခါမှာမကြီးဖြစ်သူကဒေါသတကြီးနဲ့ထွက်လာခဲ့ပါတယ်ကြည်ပါအောင်ကြည်ပါအောင် မိမယူရာဖြစ်လာအနေငယ်ပဲရှိသေးတယ်မိမဘက်ကနေပြီးတော့ပါနေပြီးငါတို့ကတော့မှတခုံးမကြံပြခန့်ပြောနေရပေါ့လေဟုတ်လားခဏနေပါဦးနင်တို့ကဒီအိမ်မှာနေနေရလေဒီအိမ်မှာနေမယ်ဆိုရင်တော့အင်္ဂါလုတ်ကိုလောက်ရမှာပေါ့အင်္ဂါလုတ်လောက်ရတာကိုပြင်မန်းနေဆိုပြီးတော့ညီးထွားနေလို့ဘယ်ရမလဲကြည့်ရတာနင်တို့နှစ်ယောက်လုံးကအေးစစ်စစ်နေထိုင်စားတောက်ခွင့်ရနေလို့လူပေါင်းဝနေကြတာနဲ့တူတယ်ခဏနေပါဦးမကြီးရဲ့ဒါဘလို့စကားကြီးလဲကျွန်တော်ဖြစ်နားအောင်မလဲနိုင်တော့သူပြောတဲ့စကားမှန်တာပဲလေမင်းကဘာလို့နားနေရတာလဲသူပြောတာအားလုံးမှန်တယ်ဘာတစ်ခုမှမှားမနေဘူး မင်းအခုချိန်ထိ showroom အကြီးကြီးမှာ manager အနေနဲ့အလုပ်လုပ်ကင်နေခဲ့တယ်ဆိုပေမဲ့အဲ့ဒီနေရာရဲ့ပိုင်ရှင်ကငါပဲလေငါကိုယ်တိုင်ကပဲမင်းကိုငါတို့ showroom ရဲ့ manager အဖြစ်အလုပ်တာဝန်ပေးအပ်ထားခဲ့တာငါရဲ့အလုပ်ကအကြီးကြီးပဲငါလုံးမှာမင်းအလုပ်ကင်ခွင်လန်းတစ်ခုရနေရကိုမင်းအနေနဲ့ကျေးဇူးတင်တဲ့ပြီးတော့မင်းလက်ထပ်ထားခဲ့တဲ့မင်းရဲ့မိန်းမသူ့လိုချမ်းသာတဲ့အိမ်ကမင်းကလေးကိုရဖို့အတွက် ကလည်းငါနာမည်ကြောင့်နဲ့မင်းရခဲ့တာပဲ ဘလို့မဆိုသူ့အကိုကငါ့ရဲ့အခြေအနေကိုကြည့်ပြီးတော့မင်းနဲ့သူနဲ့ကိုသဘောတူပေးခဲ့တာကွာငါသာမရှိဘူးဆိုလို့ရှင်တော့မင်းကဘာကောင်းမှမဟုတ်ဘူးနော်မင်းရဲ့အခြေအနေက၃ညအဆင့်ပဲရှိတယ်၃ည၃ညဒါနဲ့မင်းကိုမင်းဒီလောက်တောင်မှအထင်ကြီးနေတယ်ကိုချောက်ပေါ်ကိုရက်တီနိုင်တယ်လို့ထင်တယ်ဆိုလို့ရှင်လဲမင်းရဲ့မိန်းမကိုခေါ်ပြီးတော့အိမ်ကနေထွက်သွားလိုက်တော့လေအကိုဒီလောက်ထိအဆက်ခွဲခံရပြီးတဲ့နောက်ဘယ်သူကရောဒီအိမ်မှာနေအောင်မလဲဒီလိုနဲ့လင်မယားနှစ်ယောက်တောင်အိမ်ကနေအထုပ်ဆွဲချပြီးထွက်လာခဲ့လိုက်ကြပါတယ် သူတို့လည်းအဲ့ဒီနေ့မှပဲအင်ဂျီရမဲတွေဖြစ်သွားခဲ့ကြပြီးဒုက္ခရောက်သွားကြပါတယ်။အကုံကောင်အခုလိုမျိုးတနေ့ကျရင်လုံးလိမ့်မယ်လို့ငါလုံးဝမထင်ခဲ့ဘူး။အခုတော့ငါတို့ရှိမှနေဖို့ရောစားဖို့ရောသွားစရာနေရာရောမရှိတော့ဘူး။မင်းတို့ငါဘယ်နေရာကိုခေါ်တော့မလဲ။ငါအလုပ်လည်းမရှိတော့ဘူး။ဒီလိုလုပ်ပါလား။မင်းရဲ့အနေငယ်လောက်မင်းရဲ့မိဘအိမ်မှာသွားနေလေ။ရှင်လိုက်ဒုက္ခရောက်နေရအတူတူပဲလေ။ကျမရှင်တယောက်တည်းကိုဒီအခြေအနေကြီးမှာဘလို့ထားဖြစ်ပြီးတော့ထွက်သွားရမှာလဲ။ဘလို့အခြေအနေမျိုးမှာပဲနေနေကျမတို့အတူတူပဲနေကြမယ်။ဒီလိုနဲ့နှစ်ယောက်သားအိမ်ငါးနေဖို့အတွက်ဆုံးဖြတ်ထားခဲ့ကြပါရဲ့။ သူတို့ရှိမှပတ်စံအနေငယ်တော့ပါလာခဲ့ပါတယ်သူတို့တစ်လလုံးတော့နေနိုင်ကြပါတယ်အိမ်ကြီးရဲ့ကောင်းမနေထိုင်ခဲ့တဲ့မိန်းကလေးကတော့အခုဆိုလို့ရှိရင်တော့စင်ကြေပုံရက်ကွက်တစ်ခုကအခန်းကျင်းလေးထဲမှာနေထိုင်ခဲ့ရပါတယ်ရေဖြည့်ဖို့အတွက်ကိုတော့မှတန်းစီပြီးတော့စောင့်ဆိုင်းရတတ်ပါတယ်မိဖို့ကန်တဲ့သေးလေးထဲမှာသူမထိုင်ပြီးထမင်းဟင်းချက်ရပါတယ်တရားမှာတော့စွာတီးကလည်းနေပိုကျဲတဲ့ကြီးမှဈေးသွေးဝင်နေခဲ့ပါတယ်ဒီအချိန်မှာပဲမိပွိုင်းမှာသူ့အကိုကတော့ မီးနီနေခဲ့တဲ့အတွက်ကြောင့်မလို့ကားရထားပါရယ်။သူညီမလေးရဲ့အခြေအနေကိုတွေ့ခဲ့ရတဲ့အခါမှာသူလည်းကားပေါ်ကနေအမြန်ဆုံးဆင်းလာခဲ့ပြီးတော့ညီမလေးစီလျှောက်လာခဲ့ပါရယ်။ဘလို့ဖြစ်တာလဲဒီအခြေအနေကဘလို့ဖြစ်ရတာလဲ။သူရဲ့အကိုတွေ့ရတဲ့ညီမငယ်လေးကလည်းအမြန်ဆုံးဖတ်ထားခဲ့ပါရယ်။ဒီလိုနဲ့သူကလည်းသူ့ကိုသူ့ရဲ့အိမ်ကိုခေါ်ခဲလိုက်ပါရယ်။ခဏနေပေါ့ဘာလို့တို့ကအခုလိုမျိုးလောက်ရကြတာလဲတတော်လေးကိုရက်ဆက်ကြတဲ့သူတွေပဲ။တို့ကိုအခုချက်ချင်းပဲထောင်ကြအောင်လုပ်ပြမယ်မဟုတ်တာအဲ့လိုမလုပ်ပါနဲ့ဘလို့မဆိုတို့ကကျွန်တော်ရဲ့မိသားစုဝင်တွေလေး သူတို့တခုခုဖြစ်သွားမှာမျိုးကိုတော့ကျွန်တော်လည်းမလိုချင်ဘူးသူတို့လုပ်တဲ့အရာကမှားတယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့ဖွင့်မြူချင်ပါဘူးကောင်းပြီဒါဆိုရင်တော့ငါနဲ့အတူတူငါ့ရဲ့အိမ်ကိုလိုက်ခဲလိုက်ကြတော့မိန်ကလေးကလည်းသူယောက်ျားကိုလှည့်ကြည့်လိုက်ပါတယ်သူယောက်ျားဘယ်ကိုမှမတော်ချင်ဘူးဆိုတော့ကိုသူမကောင်းကောင်းသိနေခဲ့ပါတယ်သူလည်းသူ့ရဲ့မိဘအိမ်ကိုလိုက်သွားခဲ့ပြီးနောက်မှာတော့သူ့အကိုရဲ့မိန်းမဒီလိုမျိုးပြောလာမယ့်စကားတွေကိုမလိုချင်တဲ့အတွက်ကြောင့်မလိုမလိုက်တော့ဘူးဆုံးဖြတ်လိုက်ပါတယ်ဒီနောက်မှာတော့အကိုဖြစ်သူကလည်းအိမ်ကိုပဲပြန်လာခဲ့လိုက်ပါတယ် အင်ကိုရောက်တာနဲ့သူကလည်းကိုဝင်ဆောင်ထားတဲ့သူ့ရဲ့မိမကိုပြောပြတဲ့အချိန်မှာကျမတို့ဘာလုပ်ပေးလို့ရလို့လဲရှင်သူတို့ရဲ့ကံတရားအတိုင်းပဲပေါ့သူတို့ကံအတိုင်းသူတို့ပေးဆက်ကြရမှာပဲကျမတို့အနေနဲ့ဘာမှလုပ်ပေးလို့မရဘူးဒီလိုနဲ့ပဲရက်တွေကုန်ဆုံးလာခဲ့ပါတယ်သူ့ရဲ့ယောင်မကလည်းခလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်ဒါလေးမွေးဖွားတယ်ဆိုတဲ့သတင်းကိုကြားတာနဲ့သူကလည်းအင်ကိုပြန်လာခဲ့လိုက်ပါတယ်ကြည့်ပါဦးကျမရဲ့တူလေးချစ်စရာကောင်းလိုက်တာကျမချီချင်းလိုက်တာခလေးကိုပေးပါဦး လာမထီပါနဲ့အကလေးလာမထီနဲ့နေရဲ့အဝေးစားတွေကလည်းညစ်ပတ်နေတယ်ပြီးတော့နေနေထိုင်တဲ့နေရာကလည်းစင်ကြေပုံးရက်ကွက်တခုမဟုတ်ဘူးလားတတော်လေးကိုညစ်ပတ်တယ်ယောဂပိုးတွေဘာတွေကူးဆက်သွားရင်ဘယ်လိုလုပ်မလဲနေနေထိုင်နေတဲ့ဆုပ်ပြက်နေတဲ့နေရာအကြောင်းကိုစဉ်းစားရင်တောင်မှငါရွံ့နေသီလားနေအဲ့ဒီမှာဘယ်လိုနေနေရလဲအဝေးရနေပဲကြည်နော်ငါကလေးလာမထီနဲ့သူ့ရောင်မိုင်းပါဇက်ကဒီလိုစကားတွေကိုကြားခဲ့ရတဲ့အခါမှာသူမအတော်လေးဝမ်းနေသွားပါတယ်သူလည်းငိုနေနေပြန်လာခဲ့လိုက်ပါတယ်ခလေးနဲ့တွေ့ခဲ့လားတွေ့ခဲ့ပါတယ်ရှင်ရှင်အလုပ်ရခဲ့ပြီလား စကားပြောနေတဲ့အချိန်မှာပဲအလုတ်ခေါ်တဲ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်။အချိန်နှဲနေကြမှာသူမကိုယ်တိုင်လည်းအလုတ်ဝင်လောက်ပါတယ်။တဖြည်းဖြည်းနဲ့သူတို့အိမ်ရဲ့အခြေအနေကလည်းတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။သူတို့ဘလို့ပဲဆင်းရဲခဲ့ပါစေဘယ်သူရှိကမှအကူအညီမယူခဲ့ပါဘူး။တဖက်မှာလင်ကြီးမနဲ့ခဲဦးနှစ်ယောက်လုံးကတော့သူများကိုလိန်လေလှဲစားတဲ့အတွက်ထောင်ချခဲ့ကြပါတယ်။ဒီအကြောင်းလေးကိုတီးခဲ့တဲ့အခါမှာမနေနိုင်တဲ့နှစ်ယောက်သားကလည်းသွားပြီးတော့အမောခံနဲ့ထုတ်ပေးကြပါရစေ။နောက်ဆုံးမှာတော့မိသားစုတစ်ခုလုံးပြန်လည်ပေါင်းစည်းနေထိုင်နိုင်သွားခဲ့ကြပါရစေ။